မင်္ဂလာပါခင်ဗျကိုကင်းစ်တာဖုတ်ဘောရှိုးအနေချိုးသွားရဲကျွန်တော်ကိုကန့်ပါမန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားကြပါမယ်ကျွန်တော်ပထမဆုံးရွေးချယ်ထားတဲ့သတင်းကတော့ Joshua Zexy နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။မူရင်းသတင်း source ကတော့ me+ ကပါ။ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှုဂျိုရှူဇက်ဇီယာအခုလာမဲ့နွေရာသီမှာရှင်ပြိုင်ကစားတော့မဲ့ကဘာဖလားပြိုင်ပွဲမှာနယ်သာလန်လူဝေးစင်အသင်းနဲ့တူဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့အတွက်ဇန်နဝါရီပြောင်းရွှေ့ကာလမှာပဲယူနိုက်တက်ကနေထွက်ခွာဖို့အရေးကြီးစ조사သွားဖို့ရှိနေတယ်လို့သိရပါဗျ။ကစားသမားတယောက်အနေနဲ့ကဘာဖလားမှာပါဝင်ခွင့်ရဖို့အိမ်မက်ကငယ်စဉ်ကတည်းကမက်ခဲ့တဲ့အိမ်မက်ပါ။ဒီလိုကဘာဖလားပွဲမှာပါဝင်ခွင့်ရဖို့ဆိုရင်သက်ဆိုင်ရာ မိခင် club အသင်းတွေနဲ့အတူခြေသွမ်းပြနိုင်ဖို့လိုတယ်ခြေသွမ်းမပြနိုင်ဘူးဆိုရင်တော့မှပွဲထွက်ခွင့်တနေရာကိုအမိအားရယူထားဖို့လိုပါတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့ Joshua Zexia ရယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းမှာအရန်ကစားသမားအဖြစ်နဲ့တောင်ပွဲထွက်ခွင့်ရဖို့အလံဝေးသွားပါပြီ Ruby Amorin ဒီ Benjamin Sheshko ကိုအတုံးပြုတ်နေသလို Matthias Cunha နဲ့ Mason Mount ကိုလည်းတလဲစီပြောင်းလဲအတုံးပြုတ်နေတဲ့အတွက်ကြောင့်ရှေ့က attacking trial မှာ ဂျိုရှွာဇက်ဇီအတွက်နေရာမရှိတော့တလို့ပဲအဲ့တော့ဂျိုရှွာဇက်ဇီကိုကြိုက်လို့ခေါ်ထားတဲ့နီးပြားကအဲရစ်တန်ဟတ် ပေးခဲ့ရတဲ့ပြောင်းရွှေ့ခြင်းအားလည်းနဲတာမဟုတ်ဘူးဒီတစ်ကြောင် United ရဲ့နီးပြအပြောင်းလဲတွေနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့အခါတိုင်းကျွန်တော်အမြဲတမ်းလိုလိုထောက်ပြတဲ့အချက်တစ်ချက်ရှိတယ်နီးပြပြောင်းနိုင်အစ်မပြေနိုင်ဘူးကစားသမားတွေကဟိုနီးပြကြိုက်လို့ခေါ်ထားတဲ့ကစားသမားတွေကြံခဲ့လိုက်ဒီနီးပြကြိုက်လို့ခေါ်ထားတဲ့ကစားသမားတွေကြံခဲ့လိုက်နောက်ထပ်နီးပြအစ်စ်တယောက်ကရောက်ပြီးအဲကစားသမားကိုမကြိုက်လိုက်နဲ့ရောင်းလိုက်ဝယ်လိုက်ဝယ်လိုက်ရောင်းလိုက်နဲ့အရှုံးခံပြီးရောင်းရတယ်ဝယ်ရင်ဈေးကောင်းပေးဝယ်ရတယ်အဲ့ဒီပြဿနာကြီးကတောက်လျှောက်ကြုံတွေ့နေရအောင်ပါပဲအခုလဲဂျိုရှယ်ဇက်စီ ဒီလိုပြဿနာထပ်ဖြစ်လာပြန်ပြီ။တေချာတာတခုကတော့ရူဘင်အမော်ရင်ကသူ့ကိုသဘောမကျအောင်။ဆိုတော့သူ့ဘက်ကပြန်စင်းစားကြည့်လေ။အသက်ကငငယ်လေးပဲရှိသေးတယ်ဗျာ။စွမ်းဆောင်ရေးပိုင်းအရာလည်းဒါအီတလီစီးရီးမှာဆိုရင်ကျန်းတဲ့ကစားသမားတယောက်ပဲ။ယူနိုက်တက်ရောက်တဲ့အခါကျမှအစဉ်ပြေတယ်လည်းမဟုတ်ဘူးမပြေတယ်လည်းမဟုတ်ဘူးတန်းနေတာပေါ့။ဒါနဲ့တလန်လေးပြေးစင်မှာဆိုရင်လည်းရွေးချယ်စရာကစားသမားအများအပြားရှိနေတဲ့အခါသူ့အနေနဲ့ပွတ်ထွက်ခွင့်တနေရာရဖို့လိုတယ်။ ဲ့တော့ကြောင့်ဟာကိုယ့်ရဲ့ကစားသမားတွေကအတင်းကနေထွက်ခွာဖို့ပဲစ조사နေတယ်စ조사နေတယ်ဆိုပြီးအပြစ်သွားပြောလို့လည်းမရပြန်ဘူးသူ့နေရာမှာကျွန်တော်တို့ဆိုရင်လည်းအတင်းပြောင်းဖို့စ조사မှာပဲကဘာပလားပါဝင်ချင်တာ哦အဓိကပြဿနာကတော့အဲ့လိုနီးပြအပြောင်းလဲတွေအများကြီးဖြစ်ခဲ့တဲ့ပြဿနာပဲနီးပြအဆက်ဆက်ကခေါ်ထားတဲ့ကစားသမားတချို့တောင့်တင်မှုတွေရှိနေတဲ့အတွက်ကြောင့်ဒီလိုပြဿနာတွေကဆက်လက်ရှိနေသေးဖြစ်ပါတယ်ရေရှည်မှာဒီပြဿနာတွေမရှိတော့ဘူးအတွက်လှုပ်ရှားတနည်းပဲရှိပါတယ် နီးပြတယောက်ကို long term plan နဲ့ရေရှည်ခန့်အပ်မှပဲဖြစ်ပါလိမ့်မယ်။တေချာတကူကတော့ Joshua Zirkzee ရဲ့အနာဂတ်က United မှာတော်တော်လေးဝေဝါးသွားခဲ့ပြီဖြစ်ပါတယ်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီ Zirkzee ကိုစိတ်ဝင်စားနေတဲ့ Premier League club တင်တဲ့ပေါ်လာခဲ့တဲ့သတင်းပေါ့နော်။ဖော်ပြထားတဲ့သတင်းမြစ်က Football Insider ကဖြစ်ပါတယ်။ဝက်ဆန်တင်းက Joshua Zirkzee ကိုစိတ်ဝင်စားနေတယ်။ဝက်ဆန်တဲ့စာရင်ဝက်ဆန်ဒီပြ Nuno Espirito Santo ကျော့သူတို့ရဲ့တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာကစားသမားနဲတဲ့အတွက်ကြောင့်ပိုပြီးတိုက်စစ်ပိုင်းကို strong ဖြစ်လာဖို့အတွက် Joshua Zexy ကိုစိတ်ဝင်စားနေတာပါ ကျွန်တော်ကလည်းဂျိုရှုအဇက်ဇီရဲ့စွမ်းဆောင်ရည်ပိုင်းအရေးသွေးပိုင်းကိုတခြားလိကိုပြောင်းပြီးတော့ပြန်ပြစီချင်တာထက်ဆာရင်ပရီးမီးယားလိမှာပဲသူတက်တည်ထပ်ပြတင်တယ်ယူနိုက်တက်ကလည်းအပြည့်ရောင်းလိုက်တာထက်ဆာရင်ဇက်ဇီကိုအငားပဲချတင်တယ်လို့ထင်တယ်ဒီလိုမှတဲတဲကွဲကွဲမြင်မှာအတင်းကပြဿနာလားကစားသမားတွေကပြဿနာလားဆိုတာပေါ့နော်ဆိုတော့တချို့ကစားသမားတွေဒီလက်လွန်ကြက်သွန်ဖြစ်သွားတဲ့ကစားသမားတွေရှိတယ်ဥမာတုတ်ကြီးဗျာတောင်းချွေချင်နည်းနည်းလေးနဲ့ရောင်းလိုက်တယ်ဟာ အီတလီစီးရီးရဲ့အကောင်းဆုံးဘောလုံးသမားစုပါထားရတာဒါဆိုရင်ပြန်လဲခေါ်ဦးခွင့်ဘာညာထဲချုပ်ထားရင်နောက်ဆုံးလိုတဲ့အခါခေါ်လို့ရတယ်အဲ့တော့ဇက်ဇီးတို့လိုရာစမတ်ဝိုင်လန်တို့လိုပလေယာမျိုးတွေကအသက်အရန်ငယ်သေးတယ်ဗျသူတို့ထပ်ပေါက်သွားတဲ့ချိန်ကျရင်ပြန်ခေါ်လို့ရအောင်လို့ကျွန်တော်ကတော့အငားချရင်ချမချရင်ရောင်းရောင်းရင်လည်းပြန်လဲခေါ်ဦးခွင့်ထည့်သွင်းချုပ်ဆိုတင်တယ်လို့ယူဆတယ် ်ဝက်ဆန်အသည်ရဲ့တဲကစားတဲ့ပုံကဇက်စည်းလိုမျိုးလူကောင်ကြီးကြီးနဲ့တန့်ပုံစံကစားသမားရဲ့နဲ့လိုက်တယ်။ညူနိုဆန်တိုရဲ့လက်ထက်မှာလည်းအောင်မြင်ခဲ့တဲ့ကစားသမားအများအပြားရှိတဲ့အတွက်ကြောင့်အခုထွက်လာတဲ့သတင်းလိုမျိုးဝက်ဆန်နဲ့ဆိုရင်တော့ကျွန်တော်သဘောတူတယ်ပေါ့နော်။အဲ့တော့ဇန်နဝါရီပြောင်းရွှေ့ကာလမှာယူနိုက်တက်ရဲ့ဒီတိုက်စစ်ပိုင်းကကစားသမားတယောက်ဖြစ်တဲ့ဇက်စည်းအနေနဲ့ဝက်ဆန်လားဒါမှမဟုတ်ဝက်ဆန်မဟုတ်တော့တခြားသောကလပ်တင်းတွေတခြားသောလိဒီကိုပြောင်းရွှေ့သွားမလားဆိုတာတစ်ချက်စောင့်ကြည့်ရမှာပါ။ဟုတ်ကဲ့တက်လက်စားတဲ့မိတ်ဆက်ပေးချင်တာကတော့ကျွန်တော်ညီကိုတွေဘလုံးပွဲတွေကိုကစားချင်တယ်ဆိုရင်တော့စူ ပါစီနီယာဘစ်ဘော့စီမှာ iBack 169 5တုံးလုံးပဲမောင်း96တို့ကိုမမသစ်ဘောနဲ့များစွာနဲ့ယုံကြည်စိတ်ချစွာကစားလို့ရပါတယ်။အသေးသေးသိကျင်တယ်ဆိုရင်တော့ပပနံပါတ်39 89 669 440 440မှာဆက်သွယ်ဆုံးစမ်းမေးမြန်းနိုင်ပါတယ်။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းဒါမနေ့ကကျွန်တော်ဖော်ပြပြီးတော့ပါပြီ။ဒါမဲ့ဆက်လက်ဒီသတင်းတွေဖော်ပြလာတဲ့အတွက်ကြောင့်ဆွေးနွေးလိုက်တဲ့သဘောမျိုးပါ။မေရာဖော်ပြထားတာပါ။ အသက်20ရွယ်အင်္ဂလန်ကွေးလင်ကစားသမားကိုဘီမိန်းနူးကလည်းဇန်နဝါရီပြောင်းရွှေ့ကာလမှာပဲ Old Trafford ကနေထွက်ခွာဖို့ကြံစီနေပြီးတော့ Napoli အသင်းကိုပြောင်းရွှေ့ဖို့ကြိုးစားနေတယ်လို့သိရပါဗါး Napoli အသင်းကတော့မိန်းနူးကိုခေါ်ချင်ပါပဲဗျမိန်းနူးဘက်ကပြင်ဆင်စားရင်လည်းခုနော Zagzi နဲ့အလားတရံတူးတယ် မင်းတို့ဘလောက်ပဲကောင်းကောင်းပြိတက်ဘလောက်ပဲကြိုက်ကြိုက်ဝန္ဒကစ်ဘာညာဘလောက်ပဲပြောပြောခေါင်းမာတဲ့နီးပြရဲ့အောက်မှာကစားနေရတာလေဆိုတော့ तू ကဒီလူစင်းသုံးမယ်ဆိုရင်ဒီလူစင်းပဲသုံးမှာ तू က तू ကမင်းတို့ကိုဘတ်တခွင့်လေးတပွဲပေးလိုက်ပါနှစ်ပွဲပေးလိုက်ပါလာမှာမဟုတ်ဘူးလူထုတ်ပုံကိုအဓိက authority အပြည့်ရထားတာကလည်း ဥပဒေအမော်ရယ်ပဲဖြစ်နေတယ်။အဲတချို့နှီးပြားတွေကတော့ဩဇာအရင်မကြောင်းတဲ့သူတွေရှိတယ်ပေါ့ဗျာ။အတင်းရဲ့တာဝန်ရှိတဲ့သူတွေကဘေကစားသမားကိုဘေပွဲသုံးပေးပါမသုံးလို့မဖြစ်တဲ့အခြေအနေဘာညာဆိုရဲ contract ပါအချက်လက်တွေအရထည့်သုံးခိုင်းတာရှိတယ်။ဒီထဲမှာဥပဒေအမော်ရယ်မပါပါဘူး။တော်တော်ခေါင်းမာတဲ့ပုံကူပါ။ အဲ့တွကြောင့်ဒီနွေရာသီအပြောင်းအရွှေ့ကာလာတွေကမင်းနူးနဲ့ယူနိုက်တက်တို့ပြဿနာတောက်လျှောက်ဖြစ်ခဲ့တာပဲမင်းနူးထွက်မယ်ထွက်မယ်တကယ်ကယ်လောက်ခဲ့တာပဲသို့တော့အမော်ရင်ကတော့လက်ရှိအချိန်ထိမင်းနူးကိုပရိုဂရမ်တနေရာမပေးသေးဘူးဆိုတော့တခါလေးကျရင်ဟို throw တဲ့ post လေးတွေ page လေးတွေနည်းနည်းသွားသတိရတယ်အလုတ်လာလျှောက်တယ်မင်းကနော်အလုတ်တွေ့ကြုံမရှိလို့အလုတ်တွေ့ကြုံမရှိလို့အလုတ်လာလျှောက်တာလေး အလုတ်ရှင်နဲ့အလုတ်သမားဟိုဗျာများနေပြီးတော့တယောက်နဲ့တယောက် point out လုပ်နေကြတဲ့ true post လေးလို့ပေါ့နော်အဓိက Ubin Amorin ဒီ main ကိုမယုံကြည်ဘူး main ကလည်းမင်းကကိုယုံကြည်ခြင်းပေါ်တော့ခွင့်တနေရာပေးပေးအဓိကအဲ့လိုပက်လေရရနေတာ လက်ရှိ United အသင်းရဲ့ကွင်းလယ်မှာဒါတကယ်တမ်းပွင့်လင်းပြောရင်ကစားသမားကောင်းရှားလာပြီမိန်းနှုတ်ကိုတုံးပေးတဲ့နေပေါ့နော်ဒါမှမဟုတ်လေအမော်ရီရဲ့စိတ်နေစိတ်ထားမိန်းနှုတ်ကိုသဘောမကျတဲ့ပုံစံပဲသဘောမကျတဲ့မယုံကြည်ဘူးလို့ပြောရင်ပုံမှန်ပဲပေါ့နော်အဲ့အတွက်ကြောင့် Bruno Fernandes ကိုပဲနံပါတ်8နေရာမှာတည်ပြီးတော့သုံးနေတယ်အရန်ကစားသမားအဖြစ်ဒါ bench ကနေထလာပြီး ကစားရမယ်ဆိုရင်လည်း main new ထက် priority အရမန်ယူဥကားတရဥစားပေးခံနေရတယ်အဲ့တော့ကြောင့်ကိုဘီ main new အနေနဲ့ထွက်ဖို့ကြိုးစားမှာပဲဒါပေမဲ့ united ကလည်းကွင်းလယ်မှာရှောက်ပြီးထုတ်လို့မရတော့ဒီတကကွင်းလယ်တယောက်ပါထုတ်ခံရမယ်ဆိုရင်ပို့ဆိုးသွားလိမ့်မယ်အဲ့တော့ကြောင့် main new ကိုစက်ထိန်ထားပြီးနောက်ထပ်ကွင်းလယ်ကစားသမားကောင်းတယောက်ကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာဆက်လက်အားပြဖို့ရှိပါတယ် united အတင်တာဝန်ရှိတဲ့သူတွေလည်းခေါင်းမာတဲ့နီးပြားနဲ့ချစ်ကန်ကန်ကစားသမားတွေကြားထဲမှာကင်တွေဖြည့်ရှင်းရတာတော်တော်လေးတော့မလွယ်ပါဘူးခင်ဗျဒီတကဆက်လက်ဆွေးနွေးကြတဲ့တဲ့ရင်ကတော့ Talksport ကဖြစ်ပါတယ်အသက်32နှစ်ရွယ် United နောက်ခံကစားသမား Harry Maguire က United အသင်းမှာဆက်ရှိနေခြင်းပေမဲ့ယာဒီကုံမှာဆက်ရှိနေခြင်းလေဆိုရင်သူ့ရဲ့လသာဖြတ်တောက်ခံရမှာဖြစ်တယ်လို့သိရပါတယ်။တနည်းအားဖြင့်လသာလျှော့ပြီးယူရမယ်သဘောမျိုးပေါ့နော်။ Harry Maguire ရဲ့စာချုပ်ကဒီနှစ်ဘောလုံးရသည်မှာကုန်ပြီ ူရဲ့အသက်အရွယ်အရကဒါ32ဆိုတော့အကောင်းဆုံးအသက်အရွယ်မဟုတ်တော့ဘူး United ကလည်းသူ့ investment ကြီးကြီးမားမားလုပ်ပြီးခေါ်ခဲ့တာတကယ်တော့သူကောင်းရမယ့်အချိန်ကာလတွေမှာတော့ မကောင်းခဲ့ဘူးဗျာအဲ့လိုပဲပြောရမှာပေါ့အယောင်ယောင်အမားမားနဲ့အလွတ်လွတ်အချော်ချော်ဖြစ်ခဲ့တယ်အသက်30နားလေးကံမှပြန်လဲတည်ငြိမ်လာတဲ့ခါကျတော့အလာကောင်းပေမဲ့အခါနှောင်းသွားပြီဒီချိန်သူတခြားသောကလပ်တင်းတင်းကိုပြောင်းလို့တော့ရတယ်ဒါပေမဲ့ဘလို့ပုံတံတန်ဖြစ်သွားမလဲဆိုတော့ဒါခိုင်လီဝေါ်ကားတို့လိုပုံတံမျိုးဖြစ်သွားမယ်ဟိုမန်နီရှိပေမဲ့လုံးဝအဲ့ဒီမန်နီကိုခွာချပြီးတာမန်အသင်းလေးတစ်သင်းမှာပဲဖြတ်တန်းရတဲ့ပုံစံမျိုးပေါ့ ဲ့တော့ပြောပြောဆို United ကရလက်ဆိုးသည်ဖြစ်စေမဆိုးသည်ဖြစ်စေအသိအသိပဲ United တင်းမှာဆက်ရှိနေခြင်းနဲ့ဆိုရင်သူလာစာရှော့ဦးမှာရလိမ့်မယ်အရန်ကစားသမားလုံလောက်မှုအတွက်တော့ Ruben Amorim သည် Harry ကိုအသင်းမှာဆက်ထားထားနိုင်မှာရှိတယ်လို့တော့သုံးသပ်ရနေပဲဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ